ခါတုန်းကရှင်မောက္ကလန်နဲ့ရှင်သာရိပုတ္တရာတို့ဗာဇကျုပ်ပြေမှာဝါဆိုးနေကြအဲ့ဒီအချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကတာဝဋ္ိပြေမှာဝါဆိုးတယ်တာဝဋ္ိနဲ့ဝါဇကျုပ်အလန်းကွာတဲ့နေရာတရင်တုံနေထိုင်ကြညနေနှစ်ပါးဆုံတဲ့အခါကျတော့ ရှမောက်ကလန်ရဲ့မျက်နှာကခါတိုင်းနဲ့ကြီးနေတယ်စိတ်ထဲမှာကျဉ်နဲ့နေတဲ့အပြုံးနေနဲ့ရှမောက်ကလန်ကို ရှင်သာရိပုတ္တရာကအကဲခတ်မိတယ်အကဲခတ်မိတဲ့အခါကျတော့ငါရှင်သာရိပုတ္တရာဒီကနေ့နေလေခင်းကာလမှာအင်တန်ငြိမ်သက်တဲ့ငြိမ်ချမ်းတဲ့တမဘတ်နဲ့နေလာတာလားမျက်နှာအဆင်းနေအနှွန်ကြီးနေပါလား စိတ်ဓာတ်တွေအလွန်ရွှေနေပါလားငြိမ်းချမ်းတဲ့တမဘတ်နဲ့နေလာလို့ဒီလိုစိတ်ဓာတ်တွေကြီးငြိမ်းချမ်းပြီးတော့မျက်နာတွေဟာရွှင်လန်းနေတာလားလို့ဆိုမဟုတ်ပါဘူးတဲ့ဒါဖြင့်ဘာဖြစ်လို့မျက်နာရွှင်နေတာတုံးဆိုတော့တရားနာရလို့တဲ့ဖြေတာတရားနာရလို့မျက်နာရွှင်နေတာပါပဲဘုသူစီကနာရတာတုံးဆိုမြတ်စွာဘုရားစီကသူတရားနာရတာတဲ့ ဲ့တော့ရှင်သာရိပုတ္တရာကနေပါအောင်ကိုတော့မြတ်စွာဘုရားကတောင်ဥဋ္ဌိပြီမှာ အရှင်ဘုရားကဒီမှာဘယ်လိုလုပ်တရားနာတာတုံးလို့ဆိုတော့သူတရားနာပုံလေးကိုပြောပြတောင်ဥဋ္ဌိနဲ့ဇေရဝံခုခေတ်ဆိုရင်တော့လူတွေကထင်မှာပေါ့တယ်လီဖုန်းဆက်တာပေါ့နော်အဲ့ဒီတော့ကတယ်လီဖုန်းမှမရှိတာအခုခေတ်လူတွေကတပန်းတောင်သားနေသေးတယ်တယ်လီဖုန်းဆက်ပြီးတော့တရားနာလို့ရတယ်လေ အဲ့တော့ရှင်မောကလံကရှင်သာရိပုတ္တရာကိုဘလို့ပြောတော့ဆိုရှင်ဖျားတဲ့တပည့်တော်ကဒီကနေပြီးတော့မြတ်စွာဘုရားကိုဒိဗ္ဗစက္ခုအဘိညာဉ်ဝင်စားထားဒိဗ္ဗသောတအဘိညာဉ်တလဲစီဝင်စားပြီးတော့ထားမြတ်စွာဘုရားကလည်းတပည့်တော်ဘက်ဒိဗ္ဗစက္ခုနဲ့ဒိဗ္ဗသောတအဘိညာဉ်နှစ်ခုဝင်စားထား တပည့်တော်ကဒီကနေပြီးလှမ်းပြီးမြတ်စွာဘုရားကိုမေးခွန်းမေးတယ်တဲ့အရှင်ဘုရားပြီးပြည့်စုံတဲ့လုံလဝေရိယရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုအတိုင်းအတာနဲ့ပြည့်စုံမှပြီးပြည့်စုံတဲ့လုံလဝေရိယရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်နိုင်ပါသလဲဆိုတဲ့မေးခွန်းကိုတပည့်တော်ကဒီကနေ့လှမ်းမေးတာတဲ့လမ်းမေးတော့မြတ်စွာဘုရားကဒီမေကုံးကိုဖြည့်တယ်။မောက္ကလံပြည့်ပြည့်စုံတဲ့လုံလဝေရိယရှိသူဆိုတာ ရသည်ရတဲ့ရောက်တဲ့ရောက်တိုက်တဲ့တရားဓမ္မကို ရရှိဖို့အတွက်အယိုးကြည်ကြည်အရေခန်းခန်းအသားအသွေးတွေ၆ခန်းပါစေမရမနေကျိုးပန်းအားထုတ်မယ်မရခင်စัจ जा ဝီရိယတန်နာနေတာမျိုးမရှိစေပဲနဲ့ကျိုးပန်းအားထုတ်တဲ့ပုဂ္ဂိုလ်မျိုးကိုသာလဲပြီးပြည့်စုံတဲ့လုံလဝီရိယရှိတယ်လို့ခေါ်ရတယ်လို့မြတ်စွာဘုရားကဖြေတယ်အဲ့ဒီအမေးဖြေလုံနေတာဟာ ဒိဗ္ဗစက္ခုဒိဗ္ဗသောတာအဘိညာဉ်ဝင်စားပြီးတော့မြတ်စွာဘုရားနဲ့ရှင်မောကလန်တို့လှမ်းပြီးတော့စကားပြောတဲ့အခမ်းပဲအဲ့ဒီတော့ရှင်သာရိပုတ္တရာက ရှင်မောကလန်ကိုပြောတယ်ရှင်မောကလန်တို့များတကိုးကြည့်လိုက်တာအဝေးကြီးကမြတ်စွာဘုရားစီလှမ်းပြီးတော့မိကွန်နေမေးလို့ဘုရားဖြေတာကိုသူနာရတယ်ကြီးလိုက်တဲ့တကိုးပေါ့တပည့်တော်တို့ဆိုလို့ရှိရင် ရှင်မောကလန်ကတောင်ကြီးနဲ့အလားသဏ္ဍာန်တူတယ် တပည့်တော်ကအဲ့ဒီတောင်ကြီးနားမှာချထားဖို့ကြောက်တုံးကလေးလောက်ပါပဲလို့ရှင်မောက္ကလံရဲ့တကိုးနဲ့စာရင်ရှင်မောက္ကလံကတောင်ကြီးကဲ့သို့ချီမပြီးတပည့်တော်ကအနီးနားမှာချထားရတဲ့ကြောက်တုံးလေးတစ်ဖွဲပါလို့ရှင်မောက္ကလံကိုဒီလိုချီးမြှောက်ပြီးတော့ပြောတဲ့အခါမှာရှင်မောက္ကလံကဘယ်လိုပြောတော့လို့ဆိုတော့ရှင်သာရိပုတ္တရာတဲ့အရှင်ဘုရားဟာ ဖျားပြီးရင်ပညာအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်တဲ့အရှင်ဘုရားကစာအိုကြီးတဲကစာကဲကြီးနဲ့တူတယ်တဲ့တပည့်တော်ကအဲ့ဒီစာကဲကြီးနားမှာထားတဲ့စာဖွင့်ကလေးလိုပါပဲလို့ပြန်ပြီးတော့ပြောတယ်အဲ့တော့ပညာရှင်ကိုစာနဲ့ဥပမာ ပေးတာဒီလိုဆုံးလို့တာဘာဖြစ်လို့ဒီဥပမာပေးရတယ်လဲလို့ဆိုရင် တကုရှင်ဆိုတာတောင်လိုလူသိတယ်မြင်ရတယ်တကုစွမ်းစက်တွေပြတဲ့အခါမှာမြင်ရစားဆိုတာကြတော့ဘယ်ဟင်းနဲ့မဆိုစားကပြောက်နေတာပဲရှားပေါ်တင်မစားပါတယ်မပါဘူးသိတာစားမပါတဲ့ဟင်းဟာလဲပော့ရွှွရွှဖြစ်နေဟင်းတိုင်းမှာလဲစားပါရတယ်နောက်ဆုံးမှာအချိုးယမကာတဲ့တောင် ဒီလေးအောင်လို့ဆိုပြီးတော့စားခတ်ကြတယ်စားမပါရင် မလေးနဲ့ဘူးအဲ့ဒါလိုပဲပညာရှိဆိုတဲ့ပညာဟာ အရာရာကိုနှံ့ဆက်ပြီးတော့လွှမ်းခြုံနေတယ်လို့ဆိုတဲ့အဓိပ္ပာယ်နဲ့ပညာကို စားနဲ့ဥပမာပေးတာဟဲ့ပညာရှိကို စားနဲ့ဥပမာတောင်ကြီးလိုလူသီးထင်ရှားတော့မဟုတ်ဘူးစားဆိုတာနော်အရှင်မတွေပြောတယ်လို့ ိမ်ထဲကစားတွေစားရတယ်လို့မရှိဘူးဟင်္ကတာနဲ့ဂုံတယ်တဲ့စားဆိုတာဘသူကစားစားမှာတော့ငန်ကငန်နဲ့သို့တော့သူမပါလို့ရှင်ဟင်းနေဟာပေါ့ပြက်ပြက်ဖြစ်တယ်ပေါ့အေးအဲ့ဒါလိုပဲအရာရာမှာပညာရှိမပါရင် ပေါ့ပြက်ပြက်ဖြစ်တယ်လို့ကိစ္စတိုင်းမှာစားလို့ပဲစိတ်ဝင်ပြတ်နှက်နေတာပညာရဲ့သဘောလို့ဒီအိဓိပ္ပာယ်မျိုးကိုယူပြီးတော့ဒီဥပမာကိုသုံးတာဟာ ရှင်မောက္ကလံတုံးခဲ့တဲ့စကားတစ်ခုပဲလို့မှတ်သားရတယ်ပေါ့